ဂန်နာရီရဲ့ချန်ပီယံအိမ်မက်ကိုတားဆီးဖို့ဇီးပင်တကူထပ်ပြီးတော့ဆွဲမယ် FIFA အလုံးဝမရလွဲရင်ကြံတဲ့သူတွေဘယ်သူဖြစ်ဖြစ်ဆိုရယ်ပုံစံမျိုးတွေလောက်ကုန်ကြပါပြီချစ်ချင်းမေတ္တာတန်ရုံးစင်တွေအကုန်လုံးတဏျာထဲမှာစူးစီးထားတဲ့အရာကိုနှလုံးသားကိုခေါ်စီဆိုသူမျိုးတလောကလုံးကချန်ပီယံစုဖလားတွေရရှိသွားမှာကိုဇိုးအင်းနေနဲ့သင်းကိုတော့အာဆင်နယ်ကိုခေါ်စီဆိုပြီးတော့ပြောရမလို့ဖြစ်နေခဲ့ပါတယ်အာဆင်နယ်နဲ့ပတ်သက်ရင်တော်တော်များများကချန်ပီယံဖြစ်မှာကိုစိုးရိမ်နေကြတဲ့သဘောမှာရှိနေပါတယ်ဘာသာနဲ့စင်စုဖလားအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ဂန်နာဖန်တွေရဲ့ နှစ်ပေါင်း20ကြာအောင်းကြီးထားတဲ့အောင်ပွဲခံမှုတွေကိုမြင်တွေ့သွားမှာကိုစိုးရိမ်နေကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါလိမ့်မယ်။ကန်နာဖန်တချို့ဟာသူတို့အသင်းရဲ့ပရီးမီးယားလိဂျန်ပီယံဆူပလာကြီးကိုကိုင်းမြောက်ထားတဲ့ပုံရိပ်တွေကိုယနေ့အချိန်ထိမျက်ဝါးထင်နေမြေတွေဘူးချင်းမရှိသေးဘဲနဲ့ Google မှာတင်ထားခဲ့တဲ့အာစတန်တဲ့ပရီးမီးယားလိဂျန်ပီယံဆူပလာနဲ့အောင်ပွဲခံတဲ့ပုံရိပ်တွေကိုသာမြင်မှုတွေ့မှုထားခဲ့ကြတာပါ။အဲ့တော့သူတို့အားပေးတဲ့အာစတန်တဲ့ပရီးမီးယားလိဂျန်ပီယံဆူပလာကြီးနဲ့အတူအောင်ပွဲခံတဲ့ပုံရိပ်တွေကိုမျက်ဝါးထင်နေမြေတွေချင်းနေခဲ့ကြသလိုမဘီဖလိုက်နဲ့အောင်ပွဲခံနိုင်တဲ့တနေ့အားပါအောင်ပွဲခံမယ်ဆိုပြီးတော့အားခဲထားခဲ့ကြပါလိမ့်။ ပေးရတဲ့ဘောလုံးရာသီတွေမှာကလေးကချန်ပီယံဆွဲစားသားပါဂျာစီတွေဝယ်ယူထားခဲ့ကြပေမဲ့လက်တွေကြကြသုံးမချလိုက်ရပဲဒီနေ့တော့ဒေတာဘောက်အောင်ပွဲခံမဲဆိုပြီးတော့ထပ်မံပြင်ဆင်နေခဲ့ကြပြီဖြစ်ပါတယ်ကန်နာရီရဲ့ကစားမောင်းကြီးဘောမဆန်ကတော့ချန်ပီယံဆုတဲ့အဆုံးဖြတ်ပေးဖို့ရတရပတ်နှစ်ပတ်သာလိုပါတော့ဆိုပြီးတော့ဖွင့်ရသွားခဲ့ပါတယ်ဘောမဆန်ကိုတိုင်းလည်းသူ့ရဲ့အသင်းအောင်းဟာပရီးမီးယားလိချန်ပီယံဖြစ်လိမ့်မယ်လို့ယုံကြည်နေကြပြီးအခုလိုပဲဖွင့်ရသွားခဲ့ပါတယ်စက်တင်ဘာလ19ရက်နေ့ကအာစတန်ယာမန်စီးတီးနျူကာဆယ်နဲ့ပွဲမှာ၄မှတ်ရယူနိုင်ခဲ့ရင်သူတို့တွေလီဖလာရပြီလို့ကျွန်တော်ပြောခဲ့ပါတယ် တကယ်တော့ဇူလာပြိုင်ပွဲကလာမယ့်နှစ်ပတ်အတွင်းမှာပွဲပြီးဖြာလိုက်တော့မှာဖြစ်ပါတယ်။အော်စတြေးလျနိုင်ငံကပွဲရက်မတိုင်ခင်ဘန်လီဆန်နာလန်တို့နဲ့တွေ့ရပါမယ်။လီဗာပူးကအက်စတိုမီလာမန်စီးတို့နဲ့ရင်ဆိုင်ရမှာပါ။အော်စတြေးလျကနှစ်ပွဲလုံးနိုင်ရမယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့လီဗာပူးကတော့ဒီဘက်မှာနိုင်မယ်လို့မထောက်ခံပါဘူး။စီးရီးနဲ့လီဗာပူးတို့သာပွဲစဉ်၁၁မှာတည်ရမှခွဲယူကြရင်အော်စတြေးလျကလီဗလာတို့ကတော်တော်လေးတက်တောင်းတက်တာနဲ့အနိုင်ရသွားမှာပါ။အော်စတြေးလျကချန်ပီယံလိမှာပါကောင်းမွန်တဲ့နိုင်ပွဲဆက်မှုပြုလုပ်နိုင်မယ်လို့တောင်ယုံကြည်ပါတယ်။ဘာလို့လဲဆိုရင်အဲ့ချိန်ကျရင်ပြိုင်ပွဲနောက်ပိုင်းအဆင့်တွေရောက်နေမှာမဟုတ်လို့ဖြစ်ပြီး ျွန်တော်တို့တို့တွေလီဘလာကိုကျင်းနေပါအောင်နိုင်ရပြီးသားဖြစ်နေအခြေအနေကိုမြင်ကြရမှာပါဆိုပြီးပြောသွားခဲ့ပါတယ်။ဘောမဆင်ကတော့သူ့အသင်းဟောင်းနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုနဲ့မြင့်တက်နေခဲ့ပေမယ့်ဘောလုံးဖွဲချုပ် FIFA တော့ ASEAN ကို Champion မှာဖြစ်စေရေးတနည်းမဟုတ်တနည်းနဲ့တားဆီးဖို့ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ကြပါတယ်။ကိုယ်စိုင် FIFA ဘောလုံးပွဲတင်နေတဲ့ပတ်သက်ပြီးတော့စီမင်းသစ်တစ်ခုကိုထုတ်ပြန်သွားဖို့စီစဉ်နေခဲ့ရလို့သိရပါတယ်။ကမ္ဘာဘောလုံးပွဲချုပ် FIFA နဲ့ဘောလုံးဆိုင်ရာစီမင်းကျွမ်းကျင်သူတွေက VR သုံးမျိုးမှုပါဝင်နောက်ထပ်စီမင်းသစ်တွေကိုထည့်သွင်းဖို့စီစဉ်နေခဲ့ကြတာပါ။ အဲဒီမှာလက်ပြပေါ်မြောက်ဖို့ပြုလုပ်ချိန်မှာအချိန်ဆွဲတဲ့ကိစ္စပေါ်လဲစီမင်းထည့်သွင်းသွားဖို့ဇွေးနွေးခဲ့ကြတယ်ဆိုတော့သတင်းတွေကဖော်ပြသွားပါတယ်။ FIFA အခုနှစ်ကစတင်ပြီးတော့ဂိုးမားတောင်းနေတဲ့ဘောလုံး၈စက္ကန့်ထက်ပိုကြောင်ကင်လာခဲ့မယ်ဆိုရင်တပတ်သင်းကိုတောင်းကန်ဖို့ကန်ဖို့ခွင့်ပြုတဲ့စီမင်းကိုတီးပြုတ်ထည့်သွင်းသွားခဲ့ကြပါတယ်။လက်ရှိမှာတော့ဆိုပါစီမင်းဟာအောင်မြင်နေခဲ့တဲ့အတွက်နောက်ထပ်စီမင်းသေးတစ်ခုဖြစ်တဲ့ဂိုးလုံးမောင်းနဲ့လက်ပြပေါ်မြောက်ဖို့အတွက်လှုပ်တဲ့အခါမှာအချိန်ဆွဲတဲ့ကိစ္စကိုလည်းဒါလိုမျိုးစီမင်းထည့်သွင်းမှုစိတ်ကူးလာခဲ့တယ်လို့သိရပါတယ်။နာမည်ကျော် Optor Football ရဲ့အချက်အလက်မှာ Brentford, Sunderland, Spurs, Burnley နဲ့ Arsenal အသင်းတွေဟာ လက်ပြပေါ်တစ်ချိန်ပြုတ်လို့ဖို့အချိန်ကြာဆုံးယူတဲ့အသင်းတွေဖြစ်ရတင်နေပြီးမန်စီးတီးလီဗာပူးနဲ့ချဲဆီးအသင်းတွေကတော့အချိန်နှဲဆုံးကြာမင်းတဲ့အသင်းတွေဖြစ်တယ်ဆိုပြီးတော့ပေါ်ပြသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။